်မင်္ဂလာပါရှင်11ရက်အောက်တိုဘာလ17ရက်နေ့ဗနခင်သတင်းဌာနထုတ်လွှင့်မှုစီစဉ်စတင်မှာတော့မယ်ဒီနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့2015ခုနှစ်မှလက်ရှိအထိ AA ဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရီစေဝါဖန်စီယာမိမှု16ကြိမ်ရှိခဲ့ပြီးကာလာတန်ဖိုးကျပ်1233ဒသမ6ဘီလီယံရှိရတဲ့တွင် ပြည်ရင်းခွန်များဦးစီးဌာနရဲ့တရားဝင် website ကို ပုံတူကူပြီးပြည်သူများရဲ့ကိုယ်ရေးချက်လက်များသို့ဆက်သွယ်ကာငွေကြေးတောင်းခံခြင်းနဲ့သွေးဆောင်ဖျောင်းယောင်းခြင်းများရှိတာကြောင့်သတိပြုရန်ထုတ်ပြန်နေတဲ့တွင်စာကြတဲ့ပိတ်တာစက်တထောင်အထိစံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိပေမဲ့လည်းတောက်သူများထံတွင်စားမရှိတဲ့တဲ့င်။အိန္ဒိယရဲ့တဖွဲ့ကကလေး22ဦးသေဆုံးမှုဖြစ်စဉ်နဲ့ဆက်နွယ်ပြီးဈေးကုမ္ပဏီပိုင်ရှင်ကိုဖမ်းဆီးရတဲ့တဲ့င်။ အနာစာသင်ကောင်းဆောင်ရော်နယ်ဒိုရဲ့ပိုင်ဆိုင်မှုဒေါ်လာ3.4ဘီလီယံရှိပြီးဘောလုံးသမားများအနက်ပထမဆုံးဘီလီယနာဖြစ်မှတ်တမ်းဝင်နေတဲ့တွင်အစရှိသတင်းများကိုတင်ဆက်မှာပါ။ဦးဇော်ရဲတဲ့ပုံနေနေ2015ခုနှစ်မှလက်ရှိအထိ AA ဖွဲ့နဲ့ဆက်ဆက်နေတဲ့မွေးရီစေဝါဖန်စီယာမီမှု16ကြိမ်ရှိခဲ့ပြီးကာလာတန်ဘို1233.6ဘီလီယံရှိတဲ့တွင်ကိုတင်ဆက်ပါမယ်။ 2015ခုနှစ်ကနေအခုအချိန်ထိ AA ဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဝါဖန်စီရမိမှု16ကြိမ်ရှိခဲ့ပြီးကလာတမိုချက်1233.6ဘီလီယံထိဖန်စီရမိခဲ့ကြောင်းအမျိုးသားကကွယ်ရေးနဲ့လော်ကျော်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် AA အဖွဲ့ရဲ့မူရည်စေဝါတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြောကြားရမှာ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါမူရည်စေဝါကိုအဓိကကုန်ကူးရောင်းချနိုင်ဖို့အတွက် ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတဲဆောင်လောက်ကင်နေတာမျိုးတွေ့ရပါတယ်။အေအကျန်းပတောင်းချန်းသူအဖွဲ့ရဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ကိုတန်းကတာဝန်ပေးစေခိုင်းတဲ့အတွက်ဒီမူရီစေဝါတဲဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကိုလုပ်နေရတာဖြစ်ကြောင်းကိုလည်းဖန်ဆီးရမိတဲ့အေအတောင်းချန်းသူအဖွဲ့ဝင်တွေကဖတ်ဆိုချက်တွေမှာတွေ့နိုင်ပါတယ်။အေအကျန်းပတောင်းချန်းသူအဖွဲ့ရဲ့2015ခုနှစ်မှာတကြိမ်ဖမ်းမိခဲ့တဲ့ကာလတန်ဖိုးငွေ တသမ65ဘီလီယံကနဲ့2019ခုနှစ်မှာ၄ချိန်ကာလတန်ဖိုးငွေကျ59ဘီလီယံက2020ခုနှစ်မှာ10ချိန်ကာလတန်ဖိုးငွေကျ30ဘီလီယံ2023ခုနှစ်မှာ2ချိန်ကာလတန်ဖိုးငွေကျ155တသမ80ဘီလီယံ2024ခုနှစ်မှာ2ချိန်ကာလတန်ဖိုးငွေကျ3တသမ12ဘီလီယံကနဲ့ယခု2025ခုနှစ်အတွင်းမှာ6ချိန်ကာလတန်ဖိုးငွေကျ1003တသမ6ဘီလီယံကဖြစ်ပြီး 2015ခုနှစ်ကနေယခုချိန်ထိအေးအေးအကျန်းဘက်တောင်းရမ်းသူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရီစေဘာဖန်ဆီးရမှုမှုစုစုပေါင်း16ကိန်းတည်တည်ရှိခဲ့ပါတယ်။စုစုပေါင်းကာလတန်ဖိုးငွေကြ1233.6ဘီလီယံအထိဖန်ဆီးရမိခဲ့ပါတယ်။ဒီပမာဏကိုကြည့်ရင်ဘလောက်အန္တရာယ်များကြောင်းတွေ့နိုင်မှာဖြစ်ပါတယ်။အေးအကျန်းဘက်တောင်းရမ်းသူအဖွဲ့အနေနဲ့ဒါရခိုင်ပြည်နယ်မှာသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေတဆင့် ဒေတာတွင်နေရာများကိုဘလောက်ထိမူရည်စေဝါတွေပို့ဆောင်နေကြကြောင်းသင်ရှားတာသိရမှာဖြစ်ပါတယ်။2023ခုနှစ်က AA တောင်းကျန်းသူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဝါဖန်းစီရမည်မှုမှာ AA တောင်းကျန်းသူအဖွဲ့ဝင်ဘိုအစင်းရှိတဲ့ထွန်းလင်းခေါ်ပြုံးချုံဒုတိယဘိုအစင်းရှိတဲ့နေလင်းထွန်းခေါ်နော်နော်ခေါ်ကျော်စိုးနဲ့စိုးထွန်းတက်ကြကြီးအစင်းရှိတဲ့ကျော်ဟန်တက်တန်းအဆင့်ရှိတဲ့ကျော်လင်းဆန်းနဲ့ဦးထွန်းတို့စားတဲ့ခြောက်ရုပ်ပေါင်းဝင်ခဲ့ကြအောင်၎င်းကပြောပါရယ်သူတို့ကိုကျွန်တော်တို့ စနစ်တကျစစ်ဆေးထောက်ထောက်တဲ့အခါမှာအေတောင်းချန်းသူအဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့တာဝန်ပေးချက်အရအေတောင်းချန်းသူဗိုလ်မှူးကြီးအဆင့်ချီကျော်မြတ်ဦးခေါ်တာတာခေါ်ဝေသာထုံးကဦးစည်းပြီးစီမံခန့်ခွဲလှုပ်ဆောင်နေကြောင်းထွက်ဆိုချက်တွေအရတိကျစွာသိရှိရပါတယ်အေတိုက်ဖို့ဝန်စီဘောရေးတာဝန်ခံဗိုလ်မှူးကြီးသာတော့ကျော်မြတ်ဦးဝေသာထုံးကကျွန်တော်ကိုရန်ကုန်မှာမူအေစီဘောလောက်ဖို့အတွက်ကျွန်တော်ကိုလွှတ်လိုက်ပါတယ်ကျွန်တော်တို့ဒီမှုရေးစီဘောကိုဒီက ကြော့ကြိုက်ပြီးလုပ်နေတာကတော့စီးပွားရေးတာဝန်ခံဆေးဦးချုပ်ကတာတော့ခေါ်ဘုံမကြီးဝေလာထွန်းပေါ့ကျွန်တော်တို့ဒီလိုမွေးစီးပွားရေးလုပ်နေတာကိုအဲဘုရှုပ်ထွန်းနေတယ်လေအာမသိတာတော့မရှိပါဘူးဒါလိုပါပဲနောက်ပိုင်းဖမ်းမိတဲ့ကိစ္စတွေမှာလည်းအေတောင်းရမ်းသူအဖွဲ့နဲ့ပတ်သက်တဲ့သူလေးအေတောင်းရမ်းသူအဖွဲ့ဦးစီးပြီးလောက်ကိုင်းနေတဲ့မွေးစီးပွားလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေသူတွေဒါဖြစ်ပါတယ်အေတောင်းရမ်းသူအဖွဲ့တွေကဒေသခံတွေကိုငွေချင်းနဲ့မလုံးပေးပြီး ဝူရစေဝါးတွေကိုသေဆောင်စေပြီးရခိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကိုရောင်းချတာအပြင်နယ်နိမိတ်ချင်းထိကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေလံချောင်းဝါနေတဆင့်တခြားနိုင်ငံတွေကိုလည်းစင့်စင့်ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ်ဒီကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နယ်ခြားစောက်တက် BGB ရဲ့ရာမိုစစ်ဌာနချုပ်မှုကိုရိုင်းစက်တမ15ရက်မှာသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုလည်းတွေ့ရကြောင်းအရင်ကရခိုင်ဘင်္ဂလားဒေ့ရှ်နယ်ဇက်မှာမြန်မာနိုင်ငံရဲ့နေခြားစောက်ရဲတပ်ဖွဲ့တွေလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မှာ ဒီကိစ္စတွေကိုကောင်းမွန်စွာဂိုင်တွေထိန်းချုပ်နိုင်ခဲ့ကြောင်း၎င်းကပြောပါရယ်သူတို့လွန်မှုနေတဲ့နေမြေမှာအေးတောင်းကျမ်းသူတောက်ဖွဲ့ဝင်တွေကိုတိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အခြားနိုင်ငံတွေကိုဝူးရစေဝါတွေအသာစီးမဲ့စွာတင်သွင်းတင်ပို့နေကြောင်းတွေ့ရတာဖြစ်ပါတယ်ဒလိုပို့ဆောင်ဖြန့်ပြူးရရှိတဲ့ငွေတွေကနေတစ်ဆင့်ရိတ်ခါလက်နဲ့ခရမ်းတွေဝယ်ယူနေခြင်းဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ် ေတောင်ညန်းသူအဖွဲ့ရဲ့လက်ဝေကံ PDF အမိကံအကျမ်းဘက်တောင်ညန်းသူအဖွဲ့တွေကလည်းဝူရစေပါတဲဆောင်ဖြန့်ဖြူးတဲ့ဒန်းချောင်းမှာပါဝင်ပတ်သက်နေပြီးအရိယာနေရရှိလာတဲ့အကျိုးမြတ်တွေကိုပျော်လင်းကားနေပြီးတော့ကပမာဏကြီးကြီးဖန်ဆီးခံလိုက်တဲ့အချိန်ရဲ့နောက်ွယ်မှာတော့ဝေကြည်ကြတဲ့မှုတွေနဲ့တူစိန်ဝန်ကွဲပြားမှုတွေအလင်းဝင်ရောက်မှုတွေအချင်းချင်းဆွဆွဲတက်ဖြတ်မှုတွေဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ် လက်ရှိအချိန်ထိ PDF အဖွဲ့ဝင်တွေတရားဥပဒေပေါင်းအတွင်းအလင်းဝင်ရောက်လာမှုအနေနဲ့823အထိရှိလာပြီဖြစ်ပြီးဆက်လက်ပြီးအလင်းဝင်မှုထိစပ်ဆောင်ရွက်နေတဲ့အဖွဲ့တွေလည်းရှိကြောင်းနိုင်ငံတော်အစိုးရအနေနဲ့2018ခုနှစ်ကနေအခုအထိ EAO တွေနဲ့ပြည်ခတ်တိုက်ခိုက်မှုရင်းဆဲပေးခြင်း18ကြိမ်ကျင်းညာခဲ့ကြောင်းဒါပြင်နိုင်ငံရေးအရသဘောထားကွဲလွဲမှုကြောင့်အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါအဝင်တခြားအဖွဲ့အစည်းတွေကလည်းဥပဒေပေါင်းအတွင်းဝင်ရောက်ဖို့၃ကြိမ်အထိဖိတ်ခေါ်ပြီးဖြစ်ကြောင်း၎င်းကပြောပါရယ်ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကအေတောင်ကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့မကမြန်မာနိုင်ငံအတွင်းဒေသအတွင်းနိုင်ငံတွေအထိလူသားမျိုးနွယ်စုရဲ့အန္တရာယ်ဖြစ်တဲ့ငွေရစီပါရောင်းခွဲတာတွေဖြန့်ဖြူးတာတွေလုံဆောင်လျက်ရှိတဲ့အပြင်လူမျိုးရေးအကြောင်းပြပြီး ပေါင်းညှန်းသူအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။လူမျိုးရေးအကြောင်းပြပြီးဆောင်ရွက်နေတာဖြစ်ပေမဲ့ရခိုင်လူငယ်တွေပဲငွေရစီပါရဲ့ပါးကောင်တွေဖြစ်ပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။တိုင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများအနေနဲ့ဒီလိုအစွန်းရောက် လှုပ်ဆောင်နေတဲ့အီအကြမ်းဖက် ပေါင်းညမ်းသူအာရကန်ဒရက်အာမီအေအေမူရစီဝါပေါင်းညမ်းသူများကိုစန့်ကျင်ဖို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အကျိုးရုပ်စေမဲ့လုပ်ငန်းတွေဖြစ်လို့ဒေသတွင်းနိုင်ငံများဟုပါအနေရကြောက်စေမဲ့လုပ်ငန်းတွေဖြစ်လို့အားလုံးကဝိုင်းဝန်းစန့်ကျင်ကြဖို့နဲ့ရရှိလာတဲ့သတင်းများကိုတာဝန်ရှိသူများခံအချိန်မီပေးပို့ကြဖို့တိုက်တွန်းပြောကြားလိုပါတယ် အေအဖွဲ့ဦးစည်းလောက်ကိုင်းနေတဲ့ဝင်းရည်စေဝါတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေဟာမြန်မာနိုင်ငံအတွက်တောင်မကဒေသရင်းနိုင်ငံတွေအတွက်ပါအန်ရရဲ့တပွဲဖြစ်ပေါ်လျက်ရှိကြောင်းအေအဖွဲ့ဟာမူရည်စေဝါနဲ့ယက်တီနေတဲ့အဖွဲ့အစည်းဖြစ်တာကိုအရင်ကလည်းပြောကြားခဲ့ပြီးဖြစ်ကြောင်းအခုလည်းအေအဖွဲ့ရဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ဖြန့်ဖြူးရောင်းချမဲ့ငွေကျပ်195တက်သမား85ဘီလီယံတန်မိုးရှိတဲ့ ICE 3438ကီလိုဂရမ်နဲ့ကက်တမင်း2198ကီလိုဂရမ်ကိုပြီးခဲ့တဲ့စက်တဘာလနောက်ဆုံးအပတ်ကဖမ်းဆီးရမိခဲ့ကြောင်း ိုကျုံစုံမင်းထွန်းကပြောပါရယ်။နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ပြည်ရင်းခွန်များအုပ်စည်းဌာနရဲ့တရားဝင် website ကိုပုံတူကူပြီးပြည်သူများရဲ့ကိုယ်ရေးချက်လက်များကိုဆက်သွဲကငွေကြေးတောင်းခံခြင်းနဲ့သွေးဆောင်ဖျားယောင်းခြင်းများရှိတာကြောင့်သတိပြုရန်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပါမယ်။ပြည်ရင်းခွန်များအုပ်စည်းဌာနရဲ့တရားဝင် website ကိုပုံတူကူပြီးပြည်သူတွေရဲ့ကိုယ်ရေးချက်လက်တွေကိုဆက်သွယ်ကာငွေကြေးတောင်းခံတာနဲ့သွေးဆောင်ဖျားယောင်းတာတွေရှိတဲ့အတွက်သတိပြုဖို့ပြည်ရင်းခွန်များအုပ်စည်းဌာနကထုတ်ပြန်ထားပါတယ် ြည်ရင်းခွန်မြောက်ဦးစီးဌာနရဲ့တရားဝင် website ကိုပုံတူကိုးပြီးမတမသူတွေဟာအခွန်တန်းပြည်သူတွေရဲ့ကိုယ်ရေးအချက်လက်တွေကို social media ကတဆင့်ဖြစ်စေတယ်လီဖုန်းနဲ့ခေါ်ဆိုဆက်သွယ်ပြီးငွေကြေးတောင်းခံတာ website အတူကိုဝင်ရောက်စေပြီး mobile application ကို download လုပ်ဖို့သွေးဆောင်ဖျားယောင်းလျက်ရှိတာကြောင့်အထူးသတိပြုကြဖို့နဲ့တနင်္လာဖြစ်ပွဲတစုံတရာရှိပါကတယ်လီဖုန်းနံပါတ်3963 343 3နဲ့3963 343 3533ထံဆက်သွယ်မိမြန်နိုင်ကြောင်း ဦးစီးဌာနရဲ့တရားဝင် URL ဟာ https://www.irt.gov.mm/ ဖြစ်ကြောင်းဦးစီးဌာနကတရားဝင် website မှာဖော်ပြထားပါတယ်။2025ခုနှစ်ဩဂုတ်လအတွင်းကလည်းပြည်ရင်းခွန်ဦးစီးဌာနကလို့ဆိုပြီး online ကနေတဆင့်လိမ်လည်မှုတွေများပြားခဲ့ပြီးငွေကြေးဆုံးရှုံးရတာတွေရှိခဲ့ကြောင်းအခွန်ဆောင်ဖို့လို့ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ Fiber နံပါတ်တွေကိုကနအုပ်ဆက်သွယ်အကြောင်းကြားလာတာဖြစ်ပြီးနောက်ပိုင်းမှာဖုန်းခေါ်ဆိုမှုတွေပြုလုပ်ကြအောင် Viber ကနေတဆင့်ပေးပို့ထားတဲ့အချက်လက်တွေမှန်ကန်မှုရှိမရှိစစ်ဆေးပေးဖို့ပြောကြကြအောင်။အဲ့နောက်ပေးပို့ထားတဲ့ link တွေကိုဝင်ရောက်ပြီးစစ်ဆေးပေးဖို့ပြောကြကြအောင်။စီးပွားရေးလုပ်ငန်းရှင်တို့ကပြောကြခဲ့ပါတယ်။ဒီလိုလိမ်လည်မှုတွေမှာစီးပွားရေးလုပ်ငန်းကြီးတွေတာမကလုပ်ငန်းငယ်တွေမှာလည်းအလားတူပုံစံနဲ့ online လိမ်လည်ခံရမှုတွေဖြစ်ပွားခဲ့ပြီးငွေကြေးဆုံးရှုံးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး စားကြံတပိတ်သာ7000အထိစံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိပေမဲ့လည်းတောင်သူများထံမှာစားမရှိတဲ့တဲ့င်းကိုတင်ဆက်ပါမယ်။စားကြံတပိတ်သာ7000အထိစံချိန်တင်ဈေးနှုန်းပေါက်ဈေးရှိပေမဲ့လည်းတောင်သူတွေထံမှာစားမရှိကြောင်းတန်ဖြူစရက်ဒေသခံစားတောင်သူတွေရဲ့ပြောကြားချက်တွေရသိရပါတယ်။ မော်ပြင်းနယ်အတွင်းမှာရှိတဲ့နေလန်းစားကြမ်းဇင်းတို့ဟာအရင်ကတပိတ်သာ380ကျပ်ကနေ400ကျပ်အထိဇင်းနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပိုးပေမဲ့အခုနှစ်ဧပြီလတကြံကာလအပြီးမှာနေလန်းစားကြမ်းတပိတ်သာငွေကျပ်900အထိပေါက်ဈေးရှိနေကြောင်းပင့ကြေးရွာကစားတောင်သူတို့ကပြောပါရယ်။၎င်းကဆက်လက်ပြီးအခုလက်ရှိစားကြမ်းတပိတ်သာကိုတထောင်ကျပ်ဖြစ်တာတသက်နဲ့တကူမကြုံဘူး။ဒါပေမဲ့ဘယ်စားတောင်သူမှမစားကြံမရှိတော့ဘူးလို့ပြောပါရယ်။ ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစတင်ပြီးမိုးရွာသွန်းမှုတွေကြောင့်စားရသည့်မကုန်ပြီးစားခွင့်တွေကျတင်ပိတ်သိမ်းခဲ့ရကြောင်းလက်ရှိအော်တိုဘာလပထမအပတ်မိုးရွာသွန်းနေတဲ့အတွက်စားကြမ်းထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း၎င်းတောင်သူကဆိုပါတယ်။ ုံမှန်ဆိုရင်တကြံကာလအပြီးမှရမယ့်စားကြံတွေကအခုလိုနေလန်းစားရသည့်အသက်မတိုင်ခင်ရောင်းချဖို့တူလောင်ထားမှာဒါပေမဲ့ပြီးခဲ့တဲ့ဧပြီလဇန်ကတည်းကမိုးရွာတော့စားကြံကမရတော့ဘူးအခုဈေးဘလောက်မြင့်မြင့်စားတောင်သူတွေမှာစားမရှိဘူးစားမရှိလို့လဲစားဈေးကတက်တာပါစားထွက်တဲ့ကာလဆိုရင်စားဈေးကတပိတ်တာကိုငွေကျပ်300မကျော်ချင်တော့ဘူးလို့အဆိုပါစားတောင်သူကဆက်လက်ပြောပါရယ် ရာသီဥတုကောင်းမွန်မှာကသတင်းချုပ်ကာလမတိုင်ခင်စားကွင်းတွေကိုပြုပြင်ခြင်းလုပ်ငန်းတွေလှုပ်ဆောင်ပြီးနေလန်းစားထုတ်လုပ်မှုလုပ်ငန်းတွေစတင်လုပ်ကိုင်လေးရှိပြီးဖြစ်ပေမယ့်အခုနှစ်မှာမိုးမပြတ်သေးတဲ့အတွက်နေလန်းစားထုတ်လုပ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းလည်းတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်ရာသီဥတုကခါတိုင်းနှစ်လိုပဲဆိုပြီးတော်တလင်းလောက်လောက်မှာစားကွင်းတွေပြုပြင်တာတွေလုပ်ကြတယ်။ဒါပေမဲ့မိုးကတော်တလင်းရောသတင်းကြုံမှာပါဇက်တိုက်ကိုရွာနေတော့ပြုပြင်ထားတဲ့ကွင်းတွေလည်းပြက်ကုန်လို့ပြန်ပြင်နေရတာနှစ်ကြိမ်လောက်ရှိပြီလို့ တန်ဖြူစရဲ့မြို့ကန်စားတောင်သူတို့ကပြောပါရယ်အခုနှစ်နေလန်းစားရသည်မဆမီမှာပဲစားတောင်သူတွေအနေနဲ့ပြည်စည်းဆုံးရှုံးမှုတွေကြုံတွေ့နေရပြီးဖြစ်ကြောင်းလည်း၎င်းတောင်သူကဆိုပါရယ်နေလန်းစားကိုမုံပြင်းနဲ့တန်ဖြူစရဲ့မြို့နယ်အတွင်းပငှကျေးရွာအပြင်တက်ခမီးဆက်ဆဲနဲ့ဝဲကလောင်ကျေးရွာတွေမှာလည်းနေလန်းစားလုပ်ငန်းတွေလှုပ်ကြိုင်လေးရရှိကြောင်းဒါပြင်ရေမြို့နယ်နဲ့ပေါင်မြို့နယ်တွေအတွင်းမှာလည်းနေလန်းစားလုပ်ငန်းတွေရှိကြောင်းသိရပါရယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အိန္ဒိယရဲတပ်ဖွဲ့ကကလေး22ဦးသေဆုံးမှုဖြစ်စဉ်နဲ့ဆက်နွယ်ပြီးဈေးကုမ္ပဏီပိုင်ရှင်ကိုဖမ်းဆီးရတဲ့တွင်ကိုတင်ဆက်ပါမယ်။အိန္ဒိယရဲတပ်ဖွဲ့ကကလေး22ဦးထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်နွယ်ပြီးဈေးကုမ္ပဏီပိုင်ရှင်တဦးကိုဖမ်းဆီးခဲ့ကြောင်းတာဝန်ရှိသူတွေကအော်တိုဘလ9ရက်နေ့ကပြောကြားခဲ့ပါတယ်။အဲ့ဈေးကုမ္ပဏီပိုင်ရှင်ရဲ့စင်ယုံကထုတ်လုပ်တဲ့ချောင်းဆိုးပျောက်ဈေးနဲ့ဆက်နွယ်ပြီးကလေးတွေသေဆုံးမှုဖြစ်စဉ်ကြောင့်၎င်းကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။မိုင်ဟာရာပရာဒက်ရှ်ပြည်နယ်ကအသက်9နှစ်အောက်ကလေးတွေဟာ တည်ဆုံးစီနိုင်တဲ့အစိတ်တစ်မျိုးပါဝင်နေတဲ့ဒီချောင်းဆိုးပျောက်ဆဲကိုတောက်ခဲ့ပြီးတဲ့နောက်လွန်ခဲ့တဲ့လကုန်ပိုင်းကတည်ဆုံးခဲ့ကြတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာထုတ်လုပ်တဲ့ချောင်းဆိုးပျောက်စီတွေဟာလက်တလုံးနှစ်တွေအတွင်းကမ္ဘာတဝန်းမှာအစည်းအဝေးဆက်ဆက်စီးစင်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။နိုင်ငံအများပြားမှာဒီချောင်းဆိုးပျောက်စီတွေကိုအသုံးပြုမှုနဲ့ဆက်နွယ်ပြီးလူသေဆုံးမှုဖြစ်စဉ်တွေပေါ်ပေါက်နေတာကြောင့်ဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေဟာပမာဏအဖြစ်တတိယအကြီးဆုံးဆေးဝါးထုတ်လုပ်ရေးနိုင်ငံအဖြစ်ရပ်တည်နေတဲ့အိန္ဒိယရဲ့ဂုဏ်သိက္ခာကိုထိခိုက်မှုရှိစေပါတယ်။ အသက်85နှစ်အရွယ်ဂျီရန်ကာနာတန်ကိုအော်တိုဝါ9ရက်မနေ့အစောပိုင်းကခြံတိုင်းမြို့မှာရှိတဲ့သူ့ရဲ့နေအိမ်မှာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။၎င်းကိုပေါ်ဆောင်မှုကြောင့်လူသေဆုံးစေမှုနဲ့ဘေးကင်းမှုမရှိတဲ့ဇေဝများထုတ်လုပ်မှုနဲ့ဆွဲချက်တင်ထားကြောင်းရဲတပ်ဖွဲ့သတင်းအရင်းအမြစ်တွေနဲ့အိန္ဒိယမီဒီယာတို့မှဖော်ပြထားပါတယ်။ကိုရစ်အမတ်တစိတ်အောက်မှာရောင်းချတဲ့ဒီချောင်းစိုးပြောက်စေကိုနိုင်ငံတော်မိုင်းတမင်းနာဒူပြည်နယ်မှာရှိတဲ့စရီဆန်ဖာမာကထုတ်လုပ်ဖြန့်ချီရောင်းချခဲ့ပါတယ်။တမင်းနာဒူပြည်နယ် စရိဆန်ဖာမာဆေးကော်မတီကထုတ်လုပ်တဲ့ Corif Cosrap ချောင်းဆိုးပြောက်ဆေးတွေရဲ့နမူနာတွေကိုပြည်내အာဏာပိုင်တွေကစစ်ဆေးခဲ့ပြီးဒိုင်းအီသလင်ဂလိုက်ကော DEG ဟာခွင့်ပြုထားတဲ့ပမာဏထက်ပုံမများပြားစွာပါဝင်နေတာကိုတွေ့ရှိခဲ့ရတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။ Myhara Pradesh နဲ့တခြားပြည်내အများပြားမှာဒီချောင်းဆိုးပြောက်ဆေးကိုရောင်းချခွင့်တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုအဆင့်ရှိတဲ့ချောင်းဆိုးပြောက်စီကိုတခြားနိုင်ငံတွေကိုတင်ပို့ထားခြင်းရှိမရှိတေချာစွာစောင့်ဆန်းစစ်ဆေးဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအိန္ဒိယတာဝန်ရှိသူတွေကိုတိုက်တွန်းထားကြောင်းအိန္ဒိယမီဒီယာမှာဖော်ပြထားပါတယ်။ဒီချောင်းဆိုးပြောက်စီတွေကိုနိုင်ငံအတွင်းမှသာရောင်းချတာဖြစ်ကြောင်းရိုက်တာသတင်းဌာနကအစိုးရအထောက်အထားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အိန္ဒိယအာဏာဝင်တွေထံကတရားဝင် အတည်ပြုချက်ရရှိတာနဲ့တပြိုင်တည်းထဲကိုရစ်ချောင်းဆိုးပြောက်စီနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာဆေးဝါးထုတ်ကုန်သတိပေးချက်အတွက်လိုအပ်ခြင်းရှိမရှိအကဲဖြတ်သွားမယ်လို့လည်း WHO ကဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အနာစာသင်္ကောင်းဆောင်ရော်နယ်ဒိုရဲ့ပိုင်ဆိုင်မှုဒေါ်လာ1.4ဘီလီယံရှိပြီးဘောလုံးသမားများအနက်ပထမဆုံးဘီလီယံနာဖြစ်မှတ်တမ်းဝင်တဲ့သတင်းကိုတင်ဆက်ပါမယ်။ စော်ရီကလပ်အနာစာအသင်းနဲ့ပေါ်တူဂီလက်ရွေးစည်အသင်းကောင်းဆောင်ရိုနယ်ဒိုရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ3.4ဘီလီယံရှိပြီးဘောလုံးသမားတွေအနက်ပထမဆုံးဘီလီယံနာဖြစ်မှတ်တမ်းဝင်သွားပြီဖြစ်တယ်လို့သိရပါတယ်ဆိုင်စီဝိုင်းနဲ့မီဒီယာကုမ္ပဏီဖြစ်တဲ့ Bloomberg ရဲ့ Billionaire စစ်တမ်းမှာအသက်40ရှိပြီဖြစ်သူ Ronaldo ဟာပထမဆုံးအကြိမ်ပါဝင်လာတာဖြစ်ပါတယ် ဘလွန်ဘတ်အနေနဲ့ရော်နယ်ဒိုရဲ့ကစားသမားဘဝတက်လျှောက်လစာရရှိမှုစီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုစပွန်ဆာစာချုပ်တွေကနေဝင်ငွေရရှိမှုစတဲ့အချက်တွေအပေါ်အခြေခံပြီးအသက်တင်ပိုင်ဆိုင်မှုကိုခမန်းတွက်ချက်ထားတာဖြစ်ပြီးဒေါ်လာ1.3ဘီလီယံရှိရလို့သိရပါတယ်ရနေဒိုဟာမန်ယူအသင်းကိုစတင်ပြောင်းရွှေ့ကစားတဲ့2003ခုနှစ်ကနေအနာဆာအသင်းကိုပြောင်းရွှေ့ခဲ့တဲ့2023ခုနှစ်အထိစေစုနှစ်နှစ်ခုအတွင်းကလပ်အသင်းတွေထံကနေလစာရရှိမှုဒေါ်လာတန်း950ကျော်ရှိပြီး Nike, Armani, Castro စတဲ့ကမ္ဘာကျော်အမှတ်တံဆိပ်တွေနဲ့ sponsor စာချုပ်တွေအတွက်ဒေါ်လာ185သန်းရရှိထားပါတယ်။သူဟာ NASA အသင်းအတွက်အခွန်ဆောင်မှုမလိုပဲလစာနဲ့အပိုစုကြီးအဖြစ်တစ်နှစ်ကိုဒေါ်လာသန်း200ဝန်းကျင်ရရှိနေပြီးဇွန်လအတွင်းထပ်မံချုပ်ဆိုခဲ့တဲ့နှစ်နှစ်သက်တမ်းတိုးစာချုပ်အရဒေါ်လာသန်း400ရရှိအောင်မှာဖြစ်ပါတယ်။ဒါကြောင့် Renato အနေနဲ့ဘောလုံးသမားတွေအနက်ပထမဆုံးဘီလီယံနာအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့သူဟာကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အားကစားသမားတွေအနက်ပထမဆုံးဘီလီယံနာမဟုတ်ဘဲဆွစ်ဇာလန်ကန်နဝင်ထန်နစ်သမားဖက်ဒါရာအမေရိကန်ကန်နဝင်ဂေါ့ဖ်ကစားသမားထိုင်ဂါဝုတ်အမေရိကန်ကန်နဝင်ဘတ်စကတ်ဘောသမားမိုက်ကယ်ဂျော်ဒန်နဲ့လီဘရွန်ဂျိမ်းစ်တို့ဟာလည်းအားကစားလောကရဲ့ဘီလီယံနာတွေဖြစ်ကြောင်း Forbes မဂ္ဂဇင်းရဲ့ဖော်ပြမှုအရသိရပါတယ်လေဗန်ရုတ်တရေမနက်ခင်းသတင်းများကိုတင်ဆက်ခဲ့တာပါတချို့နားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနက်ခင်းချိန်ခါဖြစ်ကြပါစေရှင်